ကျွန်တော်ရဲ့ Khuy Entertainment YouTube Channel ကိုအားပေးစောင့်မြော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာ ကျွန်တော်ရဲ့ Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကိစ္စမှာတော့ကျွန်တော်ပြောပြပေးမှာကတော့ကဘာကျော်ဖြစ်ရက်တွေမဖြစ်ခင်မှာကြိုတင်ပြီးဟောကိန်းထုတ်နိုင်ခဲ့တဲ့ဘေးရင်အကြမ်းမြင်ဆရာများအကြောင်းပဲဖြစ်ပါတယ်ဒီအကြမ်းမြင်ဆရာတွေကဘလို့မျိုးတွေဟောကိန်းထုတ်ခဲ့ပြီးတော့သူတို့ဟောကိန်းတွေထုတ်ပြီးတဲ့နောက်မှာတော့ ဘလို့ဖြစ်ရမျိုးတွေဖြစ်လဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျ။ဒီပုဂ္ဂိုလ်ကတော့ Nostradamus လို့အမည်ရပါတယ်။ Nostradamus ဟာဆိုရင်တော့16ရာစုနှစ်တုန်းက ပြင်သစ်နိုင်ငံမှာထင်ရှားကျော်ဇောခဲ့တဲ့အကြမ်းမြင့်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။သူဟာဆိုရင်တော့ ကဘာကျော်ဖြစ်ရန်ကြီးတွေဖြစ်လာနိုင်တာကိုလွန်ခဲ့တဲ့ရာစုနှစ်ပေါင်း၄ခုကျော်လောက်ကတည်းကခံမှန်းထားခဲ့ပြီးဖြစ်ပြီးလက်တွေ့မှာလည်းတကယ်ပဲမှန်ကန်နေတာပဲဖြစ်ပါတယ်။ Notrias အထင်ရှားဆုံးဟောကိန်းတစ်ခုကတော့1666ခုနှစ်တုန်းကလန်ဒန်မြို့မှာအကြီးကျယ်လောင်ခဲ့တဲ့မီးလောင်မှုကြီးအကြောင်းပဲဖြစ်ပါတယ်။ Notrias ဒီဖြစ်ရကြီးဖြစ်လာမှာကိုကြိုတင်ခံမှန်းနိုင်ခဲ့ပြီး1555ခုနှစ်တုန်းကရေးသားခဲ့တဲ့သူ့ရဲ့စာအုပ်ထဲမှာဆိုရင် လန်ဒန်မြို့ကြီးဟာ1666ခုနှစ်မှာတော့တော်တော်နဲ့ငြိမ်းလို့မပြီးနိုင်တဲ့မီးကြီးအကြီးကျယ်လောင်လိမ့်မယ်လို့ရေးသားခဲ့ပါတယ်။တကယ်လည်းနေပောင်130တနှစ်ကြာမြင့်တဲ့အချိန်မှာတော့သူပြောတဲ့အတိုင်းလန်ဒန်မြို့ဟာ The Great Fire of London လို့နာမည်ကြီးခဲ့တဲ့မီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီးအင်ဂျီပေါင်း8000နီးပါးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်သူဟာပြင်သစ်နိုင်ငံမှာဖြစ်လာမယ်။တော်လန်ရေးတွေအကြောင်းကိုလည်းမှန်ကန်စွာဟောကိန်းထုတ်နိုင်ခဲ့ပါသေးတယ်။ 14ရာစုနှစ်တုန်းကပြင်သစ်နိုင်ငံရေးပညာရှင်တယောက်ဖြစ်တဲ့အဲလက်စာအမေရိကန်နဲ့ရုရှားနိုင်ငံကြားဖြစ်လာမယ်စစ်ရေးတိုက်ပွဲကိုကြိုတင်ပြီးဟောကိန်းထုတ်ခဲ့ပါတယ်သူဟောကိန်းထုတ်ခဲ့တဲ့အချိန်ကဆိုရင်တော့အမေရိကန်နိုင်ငံကဗြိတိသျှလက်အောက်ကနေလွတ်မြောက်ပြီးလွတ်လပ်ရေးရယူနိုင်ခဲ့တာနှစ်ပေါင်း60လောက်ပဲရှိပါသေးတယ်ဒါအပြင်တပတ်ကရုရှားနိုင်ငံအားဆိုရင်လေဘရင်စနစ်ရဲ့အုပ်ချုပ်မှုအောက်မှာနေနေရသေးတဲ့အချိန်မှာ ဒါပေမဲ့နိုင်ငံရေးပညာရှင်ဖြစ်တဲ့ Airless ဟာရုရှားနဲ့အမေရိကန်နှစ်နိုင်ငံကြားဖြစ်လာမဲ့စစ်အေးတိုက်ပွဲအကြောင်းကို1840ခုနှစ်တုန်းကထုတ်ဝေခဲ့တဲ့သူရေးသားခဲ့သောဒီမိုကရေစီအမေရိကလို့အမည်ရတဲ့ခံမှန်းချက်ထဲမှာထည့်ရေးသားခဲ့ပါတယ်။အံအားသင့်စရာကောင်းလောက်အောင်ပဲ။ဆလေးရာစုနှစ်တုန်းကသူပြောခဲ့တဲ့ ဟော့ကင်းတကူဟာ20ရာစုနှစ်မှာတော့တကယ်ဖြစ်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ဆိုဗီယက်ရုရှားနိုင်ငံတို့ဟာ 20ရာစုနှစ်နောက်ပိုင်းမှာတော့နှစ်နိုင်ငံကြားတင်းမာမှုကနေစတင်ပြီးခိုးဝါလို့ခေါ်တဲ့စစ်အေးတိုက်ပွဲကြီးဟာတကယ်ပဲဖြစ်ပေါ်လာခဲ့ပါတယ်။နံပါတ်3အနည်းငယ်ကတော့ဂျွန်ဗာနီဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ပြင်သစ်ဝိတ္ထုစာရေးဆရာတယောက်ဖြစ်တဲ့ဂျွန်ဗာနီယာဆိုရင်တော့19ရာစုနှစ်တုန်းက Around the World in HD အမည်ရှိတဲ့စွန်စားကန်းဝိတ္ထုတစ်ပုဒ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ 1865ခုနှစ်မှာတော့ဂျွန်းဟာကဘာမြေမသည်လကဘာသို့အမည်ရှိတဲ့တိတ်ပံစိတ်ကူးရင်ဝိထုတစ်ပုဒ်ကိုလည်းရေးသားခဲ့ပါသေးတယ်။ဒီဝိထုထဲမှာဆိုရင်တော့လူသားတွေဟာလကဘာဘော်ကိုစတင်ပြီး ခြေချခဲ့တဲ့အကြောင်းအရာတွေလည်းပါဝင်ခဲ့ပါတယ်။တကယ်လည်း1969ခုနှစ်ဂျူလိုင်လမှာတော့ Nice Extra Sound ဟာလူသားတွေရဲ့တမိုင်းမှာတွင်စေခဲ့တဲ့လကဘာဘော်ကိုစတင်ခြေချပြီးမှတ်တမ်းတင်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးဂျွန်ရဲ့ခံမှန်းမှုအပေါ်ပညာရှင်များကြားငင်းကုန်မှုတွေရှိခဲ့ပါသေးတယ်။ထူးဆန်းတာတစ်ခုကတော့သူရေးခဲ့တဲ့လကဘာပေါ်ခြေချတဲ့စာအုပ်ထဲမှာပါဝင်တဲ့အာဂါသာမှုအရေးတွက်ဟာတကယ်အပြင်ကဖြစ်ရတဲ့တူခဲ့တယ်လို့ဖလော်ရီဒါပြည်နယ်ကနေဒုံးကျင်နေအာဂါသာရဲကိုလွတ်တင်ခဲ့တယ်လို့ရေးသားခဲ့တဲ့အချက်တွေဟာလည်းအပြင်မှာတကယ်လွတ်တင်ခဲ့တဲ့နေရာအဖြစ်တိုက်ဆိုင်စွာ တူညီနေခဲ့တာပဲဖြစ်ပါတယ်။ ။နံပါတ်လေးအနေနဲ့ကတော့ HEW ဆိုတဲ့လူပုဂ္ဂိုလ်အကြောင်းဝင်ဖြစ်ပါတယ်။1914ခုနှစ်တုန်းကအချိန်ခရီးစက်နဲ့ကဘာကြီးပေါ်ကစစ်ပွဲစတဲ့စာအုပ်တွေကိုရေးသားခဲ့တဲ့အင်္ဂလိပ်ဆရာ HEW ဟာဒုတိယကမ္ဘာစစ်အတွင်းပေါက်ကွဲမယ်။အီထိုမီဘုံအကြောင်းကိုကြိုတင်ပြီးဟော်ဂိန်းထုတ်ခဲ့ပါသေးတယ်။ဒါအပြင်သူရေးခဲ့တဲ့ The Wasp Free အမည်ရှိတဲ့စာအုပ်မှာဆိုရင်လေယူရေနီယံကိုအခြေခံပြီးထုတ်လုပ်ထားတယ် လက်လောက်ပေါင်းတွေပေါ်ပေါက်လာနိုင်တာကိုလည်းရေးသားခဲ့ပါသေးတယ်။စာရေးဆရာတယောက်ဖြစ်တဲ့ AG Ware ဆိုရင်တော့သူခေသူခါတော့ကရေဒီယိုတက်တီကြွဓာတ်စင်တွေအကြောင်းနဲ့အတန်အကြောင်းတွေကို အနှဲငယ်လေ့လာခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার ဘုံအကြောင်းကိုတော့ထိုခေထိုခါတော့ကတီထွင်ဖို့နေနေတာသာဘယ်သူမှစိတ်ကူးတောင်ရင်မိမှာမဟုတ်ပါဘူး။ HC Ware ရဲ့ဟောပြောချက်ဟာ နှစ်ပေါင်းအတော်ကြာမှာတော့တကယ်မှန်ကန်လာခဲ့ပြီ လေတဲဘွိုင်းနဲ့ဖန်မန်းလိုအမိပေးထားတယ်နျူကလ িয়ার ဘုံးတွေကိုဂျပန်နိုင်ငံဟီရိုရှိမာမြို့နဲ့နာဂါဆာကီမြို့တွေအပေါ်ကျဲချခဲ့က လူပေါင်းနှစ်သိန်းကျော်ထိခိုက်ပျက်စီးခဲ့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့မိုဂန်ရိုဘတ်စတန်ပဲဖြစ်ပါတယ်မိုဂန်ရိုဘတ်စတန်လို့ခေါ်တဲ့စာရေးဆရာတစ်ယောက်ပါ1898ခုနှစ်မှာတော့ Fidelity or the Wecaf or the Thailand လို့အမည်ရှိတဲ့ဝိတုတပုတ်ကိုထုတ်ဝေခဲ့ပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာဆိုရင်တော့မြောက်အန်ဒလန်ဒိတ်သမုဒ္ဒရာနားကရေခဲတုံးကြီးနှစ်တုံးတိုက်မိပြီးနစ်မြုပ်သွားတဲ့တိုက်တန်အမည်ရှိတဲ့သင်္ဘောအကြောင်းကိုရေးသားခဲ့တာပဲဖြစ်ပါတယ်။တကယ်ပဲ14ရာစုနှစ်ကြာမြင့်သွားတဲ့အခါမှာတော့သူ့စာအုပ်ထဲမှာရေးသားခဲ့တဲ့အကြောင်းအရာနဲ့တိုက်ဆိုင်စွာပဲတိုက်တန်နဲ့သင်္ဘောကြီးနစ်မြုပ်သွားခဲ့တဲ့ပုံစံဟာအတော်လေးကိုတူညီခဲ့ပါတယ်။ ထူးထူးခြားခြားတိုက်ဆိုင်မှုတွေကတော့စာအုပ်ထဲကတိုင်တန်သိမ်းမုံနင်းမြုပ်တဲ့အချိန်နဲ့တကယ်အပြင်ကတိုင်တန်နဲ့သိမ်းမုံနင်းမြုပ်တဲ့အချိန်ဟာဧပြီလတလာတည်းဖြစ်တယ်လို့ထိခိုက်ပျက်စီးခဲ့တဲ့ခရီးသွားအရေအတွက်ဟာလည်းအတော်လေးကို တူညီခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ရိုဗက်စတန်ဟာသူ့ရဲ့ဝိထုကိုတိုင်တန်နဲ့သိမ်းမောကြီးမနေ့မြုပ်ခင်ကလေးကရေးသားခဲ့တာပဲဖြစ်ပါတယ်။တချို့လူတွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ဘော်ဆွဆွဲမှုတွေရှိခဲ့ပေမယ့် ူကတော့သူ့ရဲ့ဝိတုဟာရေလန်းချောင်းဘူးတုရတွေကိုလေ့လာပြီးရေးသားခဲ့ရုံပါပဲလို့ဖြေကြားခဲ့ပါတယ်။ဒါကလည်းတကယ်ကို တိုက်ဆိုင်မှုကြီးတစ်ရပ်ပဲဖြစ်ပါတယ်။ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့ကဘာကျော်ဖြစ်ရဲ့ကြီးတွေမဖြစ်ခင်ကတည်းကကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တဲ့သူအချို့ကိုစူးစီးဖော်ပြပေးထားတာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးမြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။